န္တလေးမြို့ရဲ့နောက်တောင်ဘက်ကကုန်းမောင်ခေမြမမှုလက်ရာဆောက်ဝန်အများပြားရှိရာအမရပူရဟာလည်းမတ်လ28ရက်နေ့ကလှုပ်ခဲ့တဲ့မြင်းကလေးကိုပြင်းပြထန်ထန်ခန်းစားခဲ့ရပါတယ်။အန်လီနီမှာဗဟုပြုလှုပ်ခတ်ခဲ့တဲ့ပြင်းရရစ်တာစကေး9.8အဆင့်ရှိတဲ့ငလင်တန်းကြောင့်အမရပူရမြို့နယ်မှာတည်ဆုံသူများပြားခဲ့ပြီးနေအိမ်အလုံးကြီးယာနစ်ချီထိခိုက်ပျက်စီးခဲ့တာဘုံအကြီးရွာမှာလည်းအနည်းဆုံးလူ200ကနေ300အထိသက်ဆုံးရှုံးခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။ င်္ဂလိပ်ကနေလွတ်လာခဲ့တဲ့ပုံရွာခန့်လူကြီးရာနဲ့ချီပြီးတော့လဲဒုက္ခတဲ့စခန်းတွေမှာခိုးလုံနေထိုင်ကြပါဗယ်ငလိပ်လှုပ်ချိန်ဟာဘုံရွာကအစ္စလမ်ဘာသာဝင်တွေဝိပုစုတောင်းနေခြင်းနဲ့လဲတိုက်ဆိုင်နေပြီးရကန်းတော်မြောက်ပလီပြိုကြကအ ਨੇ စုံလူ90ကနေ80ဦးထိအသက်ဆုံးရှုံးခဲ့ရတယ်လို့ဒေတာခန်တွေကပြောပြပါဗယ်ဂလီတဲ့ပိတ်မိနေသူမိသားစုဝင်တွေကိုပြောင်းဝင်ဆွဲထုတ်ခြင်းမှာထပ်ပိတ်မိပြီးတော့တေဆုံးသူတွေများခဲ့ရတယ်လို့လဲ

ဝတ်ပြုတဲ့နေရာလေးကအကုန်ပြ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 နဲ့ညီပြီးတော့ပျော်ကြတော့မယ်ဆဲဆဲဖြစ်တဲ့ချိန်မှာအကုန်ကြီးစင်းပြေကြတယ်စင်းပြေတဲ့အပြေကိုမရဲ့တမနစ်တောင်မကြောက်ဘူးနောက်တစ်ချိန်ပြန်လှုပ်လိုက်တဲ့ဟာသူတို့လုံးဝမဟုတ်ညင်နဲ့သူတို့ပျော်ကြိုက်ကြတယ်ကိုက်ရက်ဖြစ်ပြီးတော့အကုန်လုံးသေးသွားပြီရှာလို့မတွေ့ဘူးပြီးတော့မှကတိန်းနေနဲ့ဖော်ပြီးတော့သူတို့ပြန်ပြီးတော့ယူသွားလိုက် အလိုပုံစံမျိုးလေးတွေဖြစ်ကြတာကျမတို့လူအားတွေရောကျမတို့အိမ်တွေရောပလီတွေရောအကုန်လုံးဗစားပြည်တွေဖြစ်ပြီးတော့အကုန်ကျမတို့တောင်ပေးပေးရမယ်လွတ်လာတာမနေပြတာဒဏ်ရာတန်ကြတဲ့ဒူးတွေဆိုဒဏ်ရာတွေနဲ့တခုလုံးနားကျင်ပြီးတော့ကျမတို့အကုန်ရွာပြည်မှာပြည်သုံးလုံးဆက်ဆက်တွေနဲ့အဲ့လိုပြေးလာတယ် လီတွင်ပြိမိသေးဆုံးသူတွေကိုရွာတုတ်တံမှာမြေတူးဆက်တွေတုံပြီးတော့အစုလိုက်ပြုံလိုက်တကြိုခဲ့ရတယ်လို့ဒေတာခန်ကြီးကပြောပြပါဗျ။လက်ရှိမှာဒေတာခန်ကြီးကဘုံရွာရဲ့ရွာပြင်ဘောလုံးခွင်မှာယာယီတဲတွေထိုးပြီးခိုလုံနေကြတာကချက်ချင်းဤတင်းကကျမ်းမာရေးဆောက်ရှောက်ပေးနေရတယ်လို့လည်းတွေ့ရပါဗျ။အိမ်ထဲကနေလို့မရဘူး။မလင်းရံကြောက်တယ်။နေငယ်ကပြီးပြီးလို့။နေရပြီးပြီးလို့ပြီးပြီးလို့။အဲဒါရွာလည်းအနေမပြတ်။ နေလို့ရရလည်းမင်းနေမခံဘူးအကွဲနေပြီလေလမ်းနေလမ်းနေလည်းအကွဲနေအစာဦးအကြီးကြီးလည်းအကွဲနေတဲ့ခါကျတော့မတ်တမတ်နည်းနည်းလေးပြင်းရရင်လေလေးကျန်းလိုက်ရင်လည်းဘလို့ဖြစ်သွားမလဲအဲ့ဒါရွာတဲ့လည်းအဝေးမခံနိုင်ဘူးရွာပြောရတဲ့ဥက္ကဋ္ဌတွေကအင်းအားလုံးပြင်းထန်တဲ့မြင်းကလေးနဲ့နောက်ဆက်တွဲငလေးငယ်တွေကြောင့်စကိုင်းမန္တလေးမကွေးရှမ်းရှိမြောက်နေပြည်တော်နဲ့ပဲခူးတိုင်းတို့မှာငလေးနံတင့်ခဲ့ပြီး ဘန်လေးတိုင်းဟာတိကိုက်မှုအများဆုံးလည်းဖြစ်ပါတယ်။စစ်ကောင်စီရဲ့ဧပြီလ၁ရက်နေ့ထုတ်ပြန်ချက်အရငလင်ကျောင်းတနိုင်ငံလုံးမှာတေဆုံးသူ2919ဦးဒဏ်ရာသူ4000ကျော်နဲ့ပျောက်ဆုံးသူ400ဦးရှိပြီလို့ဆိုပါတယ်။ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ်နဲ့စစ်ကောင်ဆောင်တို့ဖုံးပြောစင်မှာထည့်သွင်းပြောခဲ့တာဖြစ်ပြီးတော့တေဆုံးသူတွေထဲမှာအစ္စလမ်ဘာသာဝင်900ဦးဝင်ကျင်ပါဝင်တယ်လို့လည်းစစ်ကောင်ဆောင်ကပြောပါတယ်ခင်ဗျာ။